ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်လင်း YouTube channel နဲ့ဒီဒီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ခင်လင်းဖြစ်ပါတယ်ခင်ဗျခင်လင်းပရိသတ်တွေအားလုံးပဲမင်္ဂလာရှိတော့နေ့ရက်လေးကိုဖတ်ဆင်ပါသေးလို့ဆုမကောင်းတောင်းပြီးလိုက်ပါတယ်အခုပေါ့နော်ကျွန်တော်တို့ဒီကြာလာပင်းနေအတွက်ပေါ့နော် April 24ရက်နေ့ကြာလာပင်းနေအတွက်မိတ်ဆွေတို့ကိုကျွန်တော်နေနဲ့ပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလိုလိုကိုအားလုံးကြည့်ရှုဖို့အားလုံးကိုကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျအဲ့တော့ဒီနေ့နေ့မှာတော့ပေါ့နော်ကျွန်တော်ကမိတ်ဆွေတို့ကိုပြောခဲ့တယ်နေ့ရက်အတွင်းမှာပေါ့နော်ကျွန်တော်တို့ဒီဘရဝူနဲ့ကြာလာပင်းနေ့ရက်အတွင်းမှာ ဒီလေးဆိုတဲ့ဟင်းပွက်လေးရဲ့ကိုးဆိုတဲ့ဟင်းပွက်လေး line take ဆိုတဲ့ဟင်းပွက်လေးနာမည်ကျွန်တော်ပြောခဲ့တယ်။ဒါပေမဲ့ဒီညနေမှာဖြစ်ပေါ်လာခဲ့တဲ့အရာအရာဒီကောင်ကအခုဆိုရင်ကျွန်တော်တို့ကနောက်ပိတ်ဆိုတဲ့အရာလေးနဲ့ဖြစ်ပေါ်လာခဲ့တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့က AC ပါမယ်။ကျွန်တော်အင်ပညာရဆိုရင်ဒီလေးနဲ့ဒီကိုးဒီ line message တို့ကို take ဆိုတဲ့အရာမျိုးတွေလာပြီးမှဖြစ်တဲ့အတွက်ကျွန်တော်တို့ကကျွန်တော်ပြီးနေမှာတည်ရပဲကြံတော့တယ်။အဲ့တော့9လေးလူတွေက9တလောက်ဆွဲလို့ရပါတယ်။စိတ်ကြိုက်ဆွဲပါခင်ဗျ။ အဲ့ဒါလေးကိုဘယ်လိုရမလို့ပို့ပြီးတော့လုပ်လို့ရလဲဆိုတော့ကျွန်တော်ပြပတ်ပြီးကောင်းမှာဖြစ်ပါတယ်အဲ့ဒါပြပတ်ရမယ်ဆိုရင်တော့လေးစား3ဆိုတဲ့ဟင်းပွက်လေးရှိမယ်48ဆိုတဲ့ဟင်းပွက်လေးရှိမယ်ပြီးတော့55ဆိုတဲ့ဟင်းပွက်လေးရှိမယ်ဗျလေးရင်းနဲ့ပတ်သက်ရင်အဲ့ဒီ3ကိုမနက်ပြန်မိတ်ဆွေတို့ share တင်ပါကျွန်တော်အားလုံးကို free ပဲတင်ပေးလိုက်ပါတယ်เนาะဒါကျွန်တော်ပညာရေး support ထားတဲ့လူတွေကိုလည်းဒီတိုင်းပဲပြီးမှဖြစ်ပါတယ်ပြီးရင်တော့ကိုဟင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်အနေနဲ့က63ဆိုတဲ့ဟင်းပွက်လေးရှိမယ်68ဆိုတဲ့ဟင်းပွက်လေးရှိမယ်ပြီးတော့ 65ဆိုရင်ဟိမ်ပါလိရှိမှာအားလုံးကိုရစေကျွန်တော်အကုန်လုံးကိုဒန်းလူပဲတင်ပေးလိုက်ပါတယ်ခင်ဗျာမိတ်ဆွေတို့အားလုံးကံကောင်းခြင်းနဲ့ပြည့်စုံကြပါစေလို့ကေလင်းမဆုမကောင်းတောင်းပန်လိုက်ပါတယ်ခင်ဗျာကျွန်တော်ကတော့ကေလင်းဖြစ်ပါတယ်ခင်ဗျာဧပြီလ24ရက်နေ့ကျလာပြီနေ့တရားစာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲ good luck ပါခင်ဗျာ